မိုင်းယောင်နိုင်2025 2026ခုနှစ်မိုးစဘာမိုးသီးနှံမျိုးစိတ်ထုတ်စိုက်ခင်းနှင့်စံပြွက်များအတွေ့မျိုးစိတ်ထောက်ပံ့ပေးရပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းယောင်ခရိုင်မိုင်းယောင်မြို့နယ်တွင်ယနေ့နေ့နဲ့ပိုင်းကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌2025 2026 2026ခုနှစ်မိုးစဘာမိုးသီးနှံမျိုးစိတ်ထုတ်စိုက်ခင်းနှင့်စံပြွက်များအတွေ့ မျိုးစေ့ထောက်ပံ့ပေးရပွဲခန္ဓာကျင်းပခဲ့ပါတယ်။ရှေးဦးစွာမိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က အမှားစကားပြောကြားပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးကျော်ကျော်မိုးကမိုးစပါမိုးသီးနှံမျိုးစေ့ထုတ်ဆိုင်ခင်းနဲ့စံပြကွက်များအတွေ့မျိုးစေ့ထောက်ပံ့ပေးရခြင်းနဲ့ပတ်သက်၍ရှင်းလင်းပြောကြားပါတယ်။ဆက်လက်၍မိုးစပါမိုးသီးနှံစိုက်ပျိုးမြစ်တောင်သူများ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုနှင့်တာဝန်ရှိသူများကမျိုးကောင်းမျိုးတန့်မျိုးစိတ်များကိုထောက်ပံ့ပေးရပါတယ်။အဆိုပါခန္ဓာတို့မိုင်းရောင်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှုဦးထွန်းထွန်းနှင့်အဖွဲ့ဝင်များမိုင်းရောင်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုဦးစိုးတက်ဆွေနှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်ဌာနဆိုင်ရာများ တောင်သူများတက်ရောက်ခဲ့ကြောင်းသိရပါတယ်။